အားလုံးပဲမင်္ဂလာပါဒီ vlog လေးကတော့ကျွန်တော်ခီးသွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရွာကနေပြီးတော့အရန်ဝေးတဲ့ရွာတရွာကိုသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အမျိုးတွေနဲ့အတူတူသွားမယ်ပေါ့နော်ကလေးတွေလည်းကားထဲမှာလိုက်ပါလာပါတယ်အဲဒီရွာကိုခီးသွားရတဲ့အကြောင်းရင်းကတော့အမျိုးတရားရဲ့မင်္ဂလာဆောင်ကိုသွားကုဖို့ပေါ့နော်လူကြီးတွေကတော့ထမင်းဟင်ချက်ပြုတ်ပေးဖို့သွားတာဖြစ်ပါတယ်ကျွန်တော်ကကြတော့လက်ဖွဲ့ငွေစင်ရေးဖို့ပေါ့နော် ရွာကနေထွက်လာတာနဲ့ရွာဝင်ရှုခင်လေးကအရန်လှပါတယ်။တောင်တန်းတွေဆီကနေအခုံးငွေတွေထွက်နေတာကအရန်ကိုကြပြဆန်ပါတယ်။လက်ခွင်းတွေကလည်းအရန်စင်းဆိုပြီးတော့တာယာလှပနေပါတယ်။ထမ်းပင်တန်းလေးတွေသွယ်တန်းနေတဲ့ကျွန်တော်တို့ရဲ့ရွာလန်းလေးကတော့အရန်ကိုတာယာလှပနေပါတယ်။မိမကြီးတွေကတော့ထုံးစံအတိုင်းပဲပေါ့နော်စကားတွေဖောင်ဖွဲ့ပြောဆိုရင်လိုက်ပါလာကြပါတယ် တိုက်ဆိုင်ဆိုင်ပဲလမ်းခီးတဝက်မှာဆရာလေးတပားကလည်းလမ်းကြုံကားလိုက်စီးခဲ့ပါတယ်။တဖြည်းဖြည်းနဲ့မြေနီလမ်းဟိုတောင်ရောက်လာခဲ့ပါပြီ။မိုးတွေကလည်းရွာထားတာကြောင့်လမ်းမှာရေအိုင်တွေနဲ့လမ်းကျန်းနေတယ်ပေါ့နော်။လန်ခီတစ်ချက်လုံးကတော့တောတောင်တဘာဝတွေကိုရှုစားရင်အယမ်းကိုစိတ်အေးရပါတယ် နောက်ဆုံးမှာတော့သွားမဲ့မင်္ဂလာဆောင်အင်ကိုရရှိသွားခဲ့ပါပြီ။ကားပေါ်ကကျွန်တော်ရဲ့အဖွဲတွေကလည်းဆင်းနေရပေါ့နော်။ကျွန်တော်တို့ရောက်တာနဲ့မင်္ဂလာဆောင်အိမ်ကအခန်းအားတွေကိုပြင်ဆင်ထားပြီးပေါ့နော်ဆက်ဆရာရဲ့ဆက်တံကလည်းအရန်ကျမ်းပါတယ် အခုဆိုရင်တော့မင်္ဂလာဆွမ်းကျွေးနဲ့မင်္ဂလာလက်ထပ်ပွဲနေ့တွေမှာကျွေးမွေးဖို့အတွက်ခမင်းဟင်းတွေကိုအားတက်တဲ့ရောအားလုံးကဝိုင်းဝန်းကူညီပေးနေကြပါတယ် ိမ်လေးကနေပြီးတော့တောင်တန်းရှုခင်းတွေကိုလှမ်းမြင်နေရပါတယ်။အိမ်မှာဘာမှမလုပ်ဘဲနဲ့ဒီတိုင်းတောင်တွေကို ထိုင်ကြည့်နေုံနဲ့စိတ်အေးချမ်းသာမှုကိုရရှိနိုင်မှာသိကြပါတယ်။သူတို့ရွာရဲ့ဘုံကြီးချန်ကလည်းအခုမြင်နေရသလိုပဲအဆောက်အဦငယ်ငယ်လေးတွေပဲစောက်ထားတယ်ပေါ့နော်။ဖေးရိတ်ဝါရိတ်အောက်မှာဆိုတော့တရားဘဝနာတွေကိုအေးအေးချမ်းချမ်းရှုမှတ်ပွားများနိုင်မှာ အသေးချာပဲဖြစ်ပါတယ်။ အဲရွာမှာပဲကျွန်တော်ရဲ့တပည့်ဟောင်းတယောက်နဲ့လာဆုံနေပေါ့နော်သူကပဲကျွန်တော်ကိုလုံးဝမပြင်းရလေအောင် နေရာစုံကိုခေါ်သွားပြခဲ့ပါတယ်တော်ရဲမှာဆိုတဲ့အတိုင်းပဲတကယ်တောတောင်တဘာဝတွေကိုရှုစားခဲ့ရပါတယ်ဆိုတာတခုကတော့အင်တာနက်လိုင်းမရတာပဲပေါ့နော်လိုင်းတိုင်းလည်းကိုမရရပြီလား လတ်တဝက်မှာဆိုင်ကယ်ဆက်သေးပြီးတော့ပြန်နှိုးလို့မရလို့တော်တော်လေးတိုင်ပတ်ခဲ့ရပါတယ်။အမှတ်တရလည်းဖြစ်ခဲ့တယ်ပေါ့နော်။အဲရွာမှာတောတန်တဘာဝရှုခင်းအလှတွေကိုတဝါကြီးခန်းစားခဲ့ရပါတယ်။ရွာကအင်ချင်နေပါပြီးတော့အင်တွေကလည်းတိတိလေးတွေပေါ့နော် အခုအကြတော့ရေချောင်းသွားကြည့်ဖို့သွားနေတာပဲဖြစ်ပါတယ် ဲ့ရွာမှာကျတော့ရေချောင်းတွေအရန်ပေါ်ပါတယ်။ရေလည်းနေ့တိုင်းသွားကူးလို့ရရပေါ့နော်။ 啊，没、eh?。嗯，哈哈。one, two, three. 哈哈哈，捞，捞掉。

ညနေစောင်းမှာရွာကဘုံကြီးစီကိုပြစ်စီသွားကပ်ပေးခဲ့ရတယ်ပေါ့နော်ဒါကတော့ဆရာတော်တရင်သုံးနေထိုင်တဲ့နေရာ ဖြစ်ပါတယ်။အာသာပြည်ဆုံး။ဘေးဦး။ညလေမိုးချုပ်ပြီးမှကျွန်တော်တို့နှစ်ယောက်ကစာသင်ကျောင်းမှာလာအိတ်ဖြစ်ခဲ့ပေါ့နော်။ မင်္ဂလာဆောင်အိမ်မှာကျွန်တော်ဆက်တန်တွေနဲ့အိမ်မရမှာကိုစိုးရဲပေါ့နော်လူတွေလည်းများတဲ့အတွက်ကြောင့်စာတင်ချောင်းမှာပဲလာအိတ်လိုက်တယ်ပေါ့နော်စာတင်ချောင်းမှာကမီးတလုံးမှောက်မတွေ့ရပါဘူးစာတင်ချောင်းတစ်ချောင်းလုံးကတိတ်ဆိတ်နေရောပေါ့နော်ဟိုအိမ်မှာပဲအီရမဲစေးရခန်းစာသင်ကျောင်းရဲ့အခက်တခန်းထဲမှာကျွန်တော်တို့နှစ်ယောက်တည်းအေးရတော့မှာဖြစ်ပါတယ် ။တခြားသူတွေပြောကြတာကတော့ဒီစတာသင်ချောင်းကတရေ6တက်လို့ပြောရယ်ပေါ့နော်။ဟိုညမှာဟောလိုက်။ကဲကဲဆိုဖိုင်ကလွန်မားရယ်လမ်းရောင်အပိတိ။သူကကျွန်တော်ကိုစတာသင်ချောင်းနဲ့ညီတဲ့ညောင်ပန်းတပင်ကိုညှို့ပြရယ်ပေါ့နော်။အဲ့ဒီညောင်ပင်မှာတရေတွေရှိရယ်လို့ပြောပါရယ်။အော်ညမှာ။ဟို အခုဆိုရင်မနဲ့မိုးလင်းသွားပြီပေါ့နော်မင်္ဂလာပွဲကိုစောစောသွားဖို့ပြင်ဆင်နေပါတယ်မှန်ကအသိမကောင်းလို့သီးခံပြီးကြည့်ပေးပါနော်အတော်ကြီးတွေကတော့မင်းဆက်စာနဲ့နေလက်စာတွေပြင်ဆင်ပေးနေကြပါတယ်။ မနေ့စောစောမှာတောင်တန်းတွေစီကနေမြူခိုးငွေလေးတွေထွက်နေပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့လက်ဖက်ငွေစင်ရဲ့နေရာကိုရောက်ရှိသွားပြီပေါ့နော် nyana do apam trowa golemi do gobi uchimi do abi au oba shule kama nya ruka ya ana ya do de kapo au ah အခုဆိုရင်ပြင်ဆင်ထားတဲ့ပစ္စည်းတွေကိုလည်းသိမ်းပြီးသွားပြီပေါ့နော်အားလုံးလည်းကိုယ့်နေရာကိုပြန်ဖို့လုပ်နေကြပါတယ်အထုပ်ကိုစီနဲ့ကားဆောင်နေကြပါတယ်ပြောရင်းဆိုရင်လည်းကားလဲလာပြီဆိုတော့ကားပေါ်တက်မယ်ပေါ့နော်အထုပ်တွေလည်းအများကြီးပဲ မင်္ဂလာဆောင်လဲပြီးသွားပြီဆိုတော့ကိုယ့်အိမ်ကိုပြန်ကြရပြီပေါ့နော်အမတ်တရားတွေအများကြီးလဲရှိခဲ့သလိုအရန်လဲပျော်ရွှင်ခဲ့ရပါတယ်ဒီရွာလေးကိုနောက်ထပ်လဲထပ်လာခြင်းသေးရပေါ့နော်ဒီဖလော့လေးကိုလဲဒီမှာပဲအဆုံးသတ်လိုက်ပါစေအစားကနေအဆုံးထိကြည့်ရှုအားပေးကြရတဲ့အတွက်ကျေးဇူးများတင်ရှိပါတယ် channel လေးလဲ subscribe လုပ်ပေးသွားပြီးတော့ notification ခေါင်းလေးလဲနှိပ်သွားဖို့လုံးဝမမေ့ပါနဲ့နော်